ူတွေအတွက်ကမြေဝင်တာအရန်လွယ်တယ်သိလားနော်ဟိုအိမ်ပိုင်းမြေပိုင်းမို့လीအဲ့ဒါဘာနဲ့ဆိုင်လဲဆိုတော့လीသိလားကံနဲ့ဆိုင်တယ်သိလားနော်ဟို တချို့ဇာတာတွေကိုကျွန်မကြည့်တဲ့အခါကျရင်ဒီဘဝမှာเนาะအိမ်ပိုင်မြေပဲဘယ်နေရာသွားသွားဘယ်နေရာရောက်ရောက်เนาะအိမ်ပိုင်ဖို့ဟလာကောင်းတဲ့အိမ်နဲ့နေရဖို့ဟလာအဲ့လိုကံကောင်းတဲ့လူတွေရှိတယ်။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့ဇာတာမှာကိုယ်ကလေးကသူတို့ရဲ့အတိတ်ဘဝကเนาะပိုင်ဆိုင်မှုတွေပါလာတယ်။ရွှေဦးရောငွေဦးရောပါလာတယ်လို့ခေါ်တယ်เนาะဇာတာကြည့်လိုက်တဲ့အခါမှာတချို့ တာမှာငွေလဲပါလာတယ်ပိုင်ဆိုင်မှုတွေလဲပါလာတယ်ပြောမယ်ဆိုရင်တော့အတိတ်ကကုသိုလ်အကျိုးပေးတာဒီဘဝမှာပါလိုက်ပြီးတော့သူကအကျိုးပေးတာပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်တော့အတိတ်ကပေါ့နော် ိုင်ဆိုင်မှုဖြစ်တယ်နော် properties တွေသူတို့ရဲ့ပိုင်ဆိုင်မှုတွေကဒီဘဝအထိပါလာတယ်ပြီးတော့နော်ငွေငွေဆိုတာအစင်ပတ်စံလိုချင်တိုင်းသူကပတ်စံရတယ်ပေါ့နော်အဲ့လိုမျိုးစားတာမျိုးရှိတာလေတွေ့ရတချို့ကြတော့အိမ်ပိုင်မှုခက်ခဲလိုက်တာအိမ်ကိုကအကြောင်းအကြောင်းကြောင့်အိမ်မပိုင်နိုင်ဘူးအိမ်ပိုင်တဲ့ခါကျလဲအဲ့ဒီအိမ်ကလည်းရန်သူမျိုး၅ပါးဘေးကြနော် ရန်သူမျိုး၅ပါးပေးကြအိမ်ဆုံးရှုံးရတာရှိတာပေါ့နော်အဲ့လိုတွေတွေ့ရတော့ကျမတချို့အိမ်ပိုင်ခြင်းတဲ့လူတွေကျမရှိမှာဘေးလင်လာမေးတဲ့အခါကျမစိတ်မကောင်းဘူးစိတ်မကောင်းမိမဲ့နော်ဘလူဘလူရေဒီယာလေးတွေလောက်ပါဆိုပြီးတော့ကျမရေဒီယာတွေအဋိဌာန်တွေတော့ကျမပေးရဲ့နော်အဲ့တော့တကယ်တမ်းမြည်လို့ခြင်းနဲ့အိမ်လို့ခြင်းနဲ့ဆိုရင်အခု နော်ရတရားအတိတ်တန်လုံနိုင်တာတခုကိုကျွန်မတွေ့ပါတယ်နော်အဲ့ဒါပါလဲဆိုလို့ရှိရင်တော့နော်ပတိစိတ်ရမယ်နော်ပတိစိတ်ရမယ်နောက်တစ်ခုကအဲမေတ္တာသုတ်ရွတ်ရမယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့ကံတရားအိမ်ပိုင်မှုမြေပိုင်မှုခက်ပြီမင်းတမာဒီဝနှကောင်းနဲ့မြက်တီကနော်အကူညီထောက်ပံ့ပေးရင်ကိုကအိမ်ပိုင်နိုင်နေမြေပိုင်နိုင်နေဆိုတာကိုကျွန်မအနေနဲ့ဒါကိုသိလာလို့ဖြစ်တယ်ပေါ့နော်အဲ့တော့ပတိစေရမယ်ကောင်းစေတနာကောင်းတီလာဆောင်ထိန် တယ်ပေါ့နော်အဲ့တော့ဘာလုပ်ရမလဲဆိုရင်မြေလိုချင်တယ်ဆိုရင်အိမ်လိုချင်တယ်ဆိုရင်အဋိဋ္ဌံလုပ်ပဲဘလောက်ထိလုပ်ရမှာလဲဆိုတော့၉လတိတိအဋိဋ္ဌံလုပ်ရမယ်ပေါ့နော်အဲအဋိဋ္ဌံလုပ်ရမယ်ပတိစေရမယ်နော်ပြီးတော့ကျွန်မဟို မြေပေါ့နော်ကိုကလိုချင်တာကိုနေစရာအိမ်လေးအတွက်ပိုင်အိမ်ပိုင်လေးနဲ့နေစင်တာလीဟုတ်တယ်မလားအဲ့ဒါကြောင့်ကိုကနော်ငှက်အိမ်လေးတွေစောက်ပေးတာတို့ဟဟလာနော်တော့သူများဥမာဟိုတာသနီကအဆောက်အုံတွေနဲ့ပတ်သက်ပြီးအလှခံတဲ့အခါမှာကိုနိုင်သလောက်လေးပတ်စံထည့်ပေးတာတို့နော်သူများတွေအိမ်အတွက်နော်ကိုကလည်းအိမ်ပိုင်နဲ့မနေနိုင်ဘူးတခြားအိမ်အိမ်နဲ့ကိုလိုပဲနော်အိမ်နဲ့နေချင်တဲ့လူတွေရှိရင်ကိုကလည်းသူတို့လည်းအိမ်ပိုင်နဲ့နေနိုင်အောင်ကိုတတ်နိုင်သလောက်ပေါ့နော်ငွေကြေးအဖြစ်ကူညီတာငွေကြေးအဖြစ်မကူညီနိုင် ုင်ဘူးဆိုရင်တောင်မှကိုကနှုတ်အားဖြင့်ကူညီတာကိုတိတဲ့နီလန်းလေးတွေကိုမျှဝေတာဒါမျိုးနီလန်းနေနဲ့လေเนาะဘာလုံနိုင်တယ်လဲဆိုတော့အိမ်ပိုင်အောင်လုံနိုင်တာရှိတယ်ပေါ့เนาะအဲ့တော့အိမ်ပိုင်ဖို့ဆိုလို့ရှိရင်เนาะ جماعه ကပတိဆရာမယ်ကိုလာတိတိเนาะပတိပထမကဘာလဲဆိုရင် ကိုဘာကိုပတိတပတ်ဆက်ရမယ်။ဂုံတော်ကိုဘာကိုပတိတပတ်ဆက်ရမယ်။ပြီးရင်ကျမတို့ဇယဆက်ကောပေါ့နော်။ဇယဆက်ကောဇယံတော်ရောဇီတပေဇယတနေဇယပေတိဇီတိနံဇယံဒေတုဇေယုတ်တယောပေါ့နော်။အဲ့ဒီခါတာကိုပတိတပတ်ဆက်ရမယ်ပေါ့နော်။ဇယဆက်ကောဆိုတာကလေကျမတို့နော်ဒီဇယဆက်ကောခါတာကိုကျမအရင်တော့စိတ် ပတိစိတ်ဖူးတယ်အဲ့တော့ကဘာကိစ္စလဲဆိုတော့ကျမအလုတ်ကိစ္စအတွက်ကျမစိတ်တာပေါ့နော်ဆိုတော့အဲ့ဒါစိတ်ပြီးတော့သူကလေအမှန်တော့ဆူတောင်းလဲရတယ်ဆူမတောင်းရင်လေကိုကကိုဖြစ်ချင်တဲ့အရာကိုနော်သူကတိတ်တိတ်မြောက်တယ်လို့ပြောတယ်ပေါ့နော်ကို နဲ့ကိုရင်းနေရဆန္ဒတချို့ကိုဒါပြီးမြောက်စေတယ်ပေါ့နော်အဲ့တော့ကိုကဇေယဆက်ကောဇေယနောရောကိုကိုကစိတ်မယ်ဆိုရင်ဘာအတွက်စိတ်မလဲเนาะအလုပ်အတွက်စိတ်မလားစီးပွားရေးအတွက်စိတ်မလားဒါမှမဟုတ်အိမ်ပိုင်အတွက်စိတ်မလားအဲ့ဒါကိုစိတ်ပြီးရင်တော့ကိုကဆူတောင်းရမယ်ကိုလာတိတိမပြတ်မကွက်စိတ်ရမယ်ပြည့်ရင်အစနေပြန်စိတ်ရမယ်ပေါ့နော်ပထမတစ်ချက်ကဂုံတော်ကိုပါပတိစိတ် ပြီးလို့ရှိရင်ဒီဇယဆက်ကောဇယံတော်ရောဇီးတပေဇယတနေဇယပေတိဇီးတိနံဇယံတိတုဇေယုတ်တရောဆိုတဲ့ဂါထာကိုနော်ပတိတပတ်စိတ်ပါမယ်စိတ်ပြီးရင်ဟုတ်ပြီနော်စိတ်ပြီးတာနဲ့ပြီးမသွားသေးဘူးကျမတို့ကဗာဆက်ပြီးတော့လောက်ရမလဲဆိုလို့ရှိရင်မြတ်တာတော့နော် တာပို့တာမေတ္တာပို့တာပဲဖြစ်ဖြစ်မေတ္တာဘာဝနာလေးလုပ်လို့ရတယ်မေတ္တာသုတ်ပူဇော်လို့လည်းရမေတ္တာသုတ်ကိုကိုးကောက်ပူဇော်မယ်เนาะအဲဟုတ်ပြီတချို့ကမေတ္တာသုတ်ကျမဆိုရင်မေတ္တာသုတ်ပူဇော်တာထက်ကျမကမေတ္တာဘာဝနာပွားတာတရားထိုင်တဲ့အခါမှာဗုဒ္ဓနုစိထိုင်နေပြီးရင်မေတ္တာဘာဝနာပွားတယ်ပေါ့เนาะအဲ့လိုမေတ္တာဘာဝနာပွားရင်လည်းရတယ်မေတ္တာဘာဝနာပွားမယ်ဆို15မိနစ်တိတိကိုကမေတ္တာဘာဝနာပွားရမယ်ပေါ့เนาะကိုကိုကိုလည်းပွားမယ်ကိုပတ်ဝန်းကျင်မှာရှိတဲ့လူတွေလည်းပွားမယ်ကိုကဒီနေရာမှာအိမ်လိုချင်တယ်ဒီမြို့မှာအိမ်လိုချင်တယ် ယ်ဆိုရင်ကိုနေချင်းနဲ့မြို့မှာဆောက်ရှောက်တဲ့เนาะတမာဒီဝနှကောင်းနဲ့မြက်တွေစเนาะနောက်တကြမင်းเนาะနောက်တက်ထာရထဝိယုတကဝိယုပကကုဝေယဟူတဲ့နတ်မင်းကြီး၄ပါးဒါဒီအားလုံးကိုကိုကမြတ်တာပို့မယ်မြမဘောဂျမားကြီးတွေကိုလည်းကိုကမြတ်တာပို့မယ်အဲ့လိုမြတ်တာပို့ပြီးတော့ကိုကเนาะပြီးမှကိုကမြတ်တာပို့ပြီး သစ္စာစုမယ်သစ္စာစုပြီးတော့ဆုတောင်းမယ်အဲ့ဒါဆိုလို့ရှိရင်เนาะဒါအိမ်ကအလွယ်တကူရနိုင်တယ်เนาะအဲ့တော့ဒါကိုကျမကတော့လှုပ်စီခြင်းနဲ့မြေလိုခြင်းနဲ့အိမ်လိုခြင်းနဲ့ဆိုရင်တော့ဒါလေးကိုလှုပ်ကြည့်ပါလှုပ်ပါလို့ကျမကမြေတားနဲ့တိုက်တော့มาတယ်เนาะအဲ့တော့ဒါကတော့ကျမမြေတားနဲ့တိုက်တော့ ਨੇ ဟိုလှုပ်စီခြင်းနဲ့ဖြစ်စင်တယ်ဆိုရင်တော့ကျမမြေတားနဲ့ကျမတတ်တာလေးကိုကျမပြန်ပြီးတော့မျှဝေတိုက်တော့မှာပါ